ားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာဖုန်းစီသူလင်ပါမိသားစုကျန်းမာရေးဆောင်ရှားမှုနဲ့ပြည်ရောဂါကူးဆရာဝန်ဖြစ်ပါတယ်ဒီနေ့မှာတော့၆ဆိုးချွဲချက်ခြင်းနဲ့ဆောင်ရွက်ဆောင်ရွက်များကိုဆွေးနွေးတော့မှာပဲဖြစ်ပါတယ် တက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကတော့အများကြီးရှိတယ်ပေါ့နော်အဲ့ဒီအမှကျွန်တော်တို့ကအကြမ်းမြတ်ပစ်ခွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က upper respiratory tract ဆိုပြီးတော့ကျွန်တော်နှာခေါင်းတွေစပြီးတော့နှာခေါင်းတို့ကျွန်တော်အာခေါင်းတို့လေချောင်းတို့ပေါ့နော်အဲ့ညာနဲ့ဆိုင်တဲ့လဲယောဂါတွေအဲ့ဒါအပြင်ကိုနောက်ပြီးတော့ lower respiratory tract ဆိုပြီးတော့ကျွန်တော်လေပြွန်တဲ့အဆုတ်ပေါ့နော်အဲ့ဒါနဲ့ဆိုင်တဲ့ယောဂါတွေဆိုပြီးကျွန်တော်အကြမ်းအဖြစ် အပ်ပါနဲ့လိုဝါဆိုပြီးနှစ်ပိုင်းခွဲပြီးပြောလို့ရတယ်ဗောနော်အဲ့ဒီအမှကျွန်တော်တို့ကဒီ lower respiratory tract ဆိုလို့ရှိရင်ကျွန်တော်တို့ကချောင်းဆိုးတာတွေမကဘဲနဲ့သူကအဲ့ဒီတက်ရှုလမ်းကြောင်းအားတွေပြီးတော့အကြည့်ချွဲတွေပါထွက်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကအာချောင်းဆိုးတယ်အဲ့အပြင်ကိုချွဲကျက်ပြီးတော့ကြတော့ကျွန်တော်လေပြွန်တွေပါချင်းတဲ့အတွက်ကြောင့်မတက်ရှုရှူမိပြီးရင်ကျက်တာတွေပါဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် lower respiratory tract infection နေ့မှာကျွန်တော်တို့ကချွဲကျက်တဲ့လက္ခဏာကိုပါခန်းစားရပါတယ် အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကကျွန်တော်တို့လေရရတစင်အဲကူးဆက်တာပေါ့နော်အဲ့ရမှာတစင်ကျွန်တော်တို့အသက်ရှူလမ်းကြောင်းတွေကိုရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကဒီကျွန်တော်တို့လေရှူတဲ့လူတိုင်းပေါ့နော်ကျွန်တော်လူတိုင်းလူတိုင်းကတော့ကျွန်တော်တို့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်နိုင်တယ်ဒါပေမဲ့ဘလို့လူတွေမှာပိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီယောဂါပိုးတွေကိုအဓိကတိုက်ခိုက်တာကတော့ကိုခံကတိုက်တာပေါ့နော်အဲ့တော့ကိုခံကတိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုခံအားခေါင်းဆောင်မဖွင့်ပြသေးတဲ့ကလေးတငယ်လေးနဲ့ကိုခံအားနည်းနေတဲ့တက်ကြီးရွယ်ဟိုတွေမှာကျွန်တော်တို့အနေနဲ့ဖြစ်များတယ်။အဲ့ဒါပြင်ကျွန်တော်တို့နာတာရှည်ယောဂါတွေဖြစ်တဲ့သွေးတိုးစီဂျို နှလုံးယောဂါတို့ကျွန်တော်ကြောက်ခတ်အားနေတဲ့ယောဂါစတဲ့လူနာတွေမှာလည်းကျွန်တော်ဒီအသက်ရှင်လမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်များတယ်အဲ့ဒါအပြင်ကျွန်တော်လေးဘက်နာယောဂါနဲ့လေးဘက်နာယောဂါကိုကုသနေတဲ့လူတွေကိုယ်ခန္ဓာစားထိုးထားတဲ့လူတွေအဲ့လိုလူတွေမှာလည်းယောဂါဖြစ်များတယ်အဲ့ဒါအပြင်ကျွန်တော်ခုခံအားကြာဆင်းမှုယောဂါဖြစ်နေတဲ့လူတွေမှာလည်းကိုယ်ခံအားကြတဲ့အတွက်ကြောင့်မလို့သက်ရှင်လမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လူလက်ပိုင်းအနေနဲ့ကတော့တမန်အဖြစ်ပုံမှန်အဖြစ်ဆိုရင်တော့ယောဂါတွေကိုကျွန်တော်ကာကွယ်နိုင်တယ်ပေါ့နော်ကိုယ်ခံအားအထိုက်လျောက်ရှိတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့က ဒီအစားအသောက်တွေကိုလေးချိန်လျှော့မယ်ဆိုပြီးအစားအသောက်ကိုတရံလုံးလျှော့တဲ့အခါမျိုးတွေနောက်လေးချိန်ခန်းကိုရုတ်တရက်ကြီးပုံမှန်လောက်တာမဟုတ်ဘဲနဲ့ရုတ်တရက်ပြင်းထန်လေးချိန်ခန်းလုပ်လိုက်တဲ့အခါမျိုးမှာဖြစ်စေလုပ်ငန်းခွင်မှာအရန်ပင်မှန်းတဲ့အခါမျိုးဖြစ်ပြီးတော့ကြတော့ကျွန်တော်တို့အနေနဲ့ကောင်းစွာအနားမြူရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကကိုခံအားကြနိုင်တယ်အဲ့အရာတွေမှာတစ်ဆင့်ကျွန်တော်တို့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်တတ်ပါတယ်ဗျာ ်ရှိမှဆွေးနွေးသွားတယ်လို့ပေါ့နော်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေက၄ရက်တစ်ဆင့်အဲပြန့်နှံ့တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ယောဂါဖို့ရှိနေတဲ့လူကတွေပြီးတော့ကျွန်တော်တို့နေနေချောင်းဆိုးလိုက်တဲ့အခါမှာဖြစ်စေနှာချေလိုက်တဲ့အခါမှာဖြစ်စေစကားပြောတဲ့အခါမှာဖြစ်စေပေါ့နော်ကျွန်တော်ဒီအသက်ရှူလမ်းကြောင်းလေတွေထွက်လာတဲ့အတွက်ကြောင့်မလို့အဲ့ရည်တစ်ဆင့်လေတွေကိုပြန့်နှံ့တယ်ဟိုအကုန်လုံးပြောရလို့ရှိရင်ကျွန်တော်တို့နေနေအသက်ရှူထုတ်လိုက်လို့စကားပြောလိုက်လို့တဲ့အခါမှာတို့ဒီအသက်ရှူထုတ်လိုက်တဲ့အခါမျိုးမှာတော့မှကျွန်တော်တို့ဒီပိုးတွေကအပြင်ကိုရောက်နိုင်တယ်ပေါ့နော်အဲ့ရမှတစ်ဆင့်လေတွေကိုပြန့်နှံ့သွားတယ် အဲ့ဒါကိုကျွန်တော်တို့တွေကအဲ့ပိုးပြန့်နှံ့နေတဲ့လေတွေကိုရှူမိလို့ရှင်ယောဂပိုးကူးဆက်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တွေကဒီလိုယောဂပိုးမကူးဆက်အောင်ဆိုလို့ရှင်ကျွန်တော်ယောဂပိုးရှိတဲ့လေကိုမရှူမိအောင်လုပ်အောင်ပါပေါ့နော်အဲ့ဒါဆိုလို့ရှင်ကျွန်တော်နေနဲ့နံပါတ်1ချက်ကတော့ယောဂပိုးရှိတဲ့အဲလူထူထက်တဲ့နေရာတွေကိုမသွားနဲ့ပေါ့နော်ကျွန်တော်ပြောရရင်ပွဲလန်းသပင်းတို့ဒီအခုဆိုပွဲစည်းတွေရံများနေတာပေါ့နော်အဲ့လိုပွဲလန်းသပင်းတွေပွဲစည်းတွေဘားတို့ကလပ်တို့စားတောက်ဆိုင်တို့အဲ့လိုနေရာတွေကိုမသွားနဲ့ပေါ့နော်ဒါပေမဲ့ ကျွန်တော်လုတ်ကိစ္စရှိလို့မဖြစ်မနေထွက်ရပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကဒီနှာခေါင်းစည်း mask ကိုတေချာတတ်ရမယ်ပြီးတော့လို့ရှိရင်ကျွန်တော် social distancing ပေါ့နော်ပြောရင်တယောက်နဲ့တယောက်ခက်ခွာခွာလေးနေမယ်အဲ့လိုအဖြစ်ဆိုရင်ကာကွယ်နိုင်တယ်အဲ့ဒါအပြင်ကျွန်တော်ကဒီလက်တရားပေါ့နော်ဟိုကျွန်တော်အများသောအဖြစ်မျက်နာတို့နှာခေါင်းတို့ကိုင်တတ်တယ်ဆိုတော့ကျွန်တော်ဟိုးဒီဒီချက်မကင်ဘူးသတိထားရမယ်မျက်နာတို့နှာခေါင်းတို့ကိုမလိုအပ်ဘဲနဲ့မကင်နဲ့ပြီးရင်လက်ကိုမကြခဏစေဟန်းကျယ်လေးဆောင်တာဟန်းကျယ်ရလဲကျွန်တော်တို့ဒီမွေပေါ်ပင်ဟန်းကျယ်မျိုးမဟုတ်ဘဲနဲ့ကျွန်တော် echo percentage 60%အထက်ပေါ့နော်60%ကနေအထက်ပါတ ဟန်းကျယ်လေးကိုစောင်းထားမှကျွန်တော်ပိုးတွေကအထိုက်လျောက်အရှင်းနိုင်တာပေါ့နော်အဲ့လိုမျိုးလေးလုပ်ပြီးတော့ကျွန်တော်ပိုးတွေကိုကာကွယ်နိုင်တယ်အဲ့ဒါပြင်ကျွန်တော်အိမ်ပြန်ရောက်ပြီးဆိုလို့ရှိရင်လည်းအဲကိုလက်တန့်ရှင်းမှုကိုတည်တည်ဆာဆာလုပ်ရမှာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ယောဂပိုးပါတွေကိုရီစီကိုမဝင်အောင်လို့ကာကွယ်တဲ့နည်းလမ်းပေါ့နော်ပြီးတော့နောက်တစ်ဆင့်ကတော့ကျွန်တော်ပိုးကအမတက်နိုင်ဘူးသွားလိုက်တယ်ဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်ကိုခံအားတွေပြီးတော့ပိုးကိုကျွန်တော်ခန္ဓာကိုယ်အမထိခိုက်နိုင်အောင်လို့ကိုက်တိုက်ခိုက်ဖို့အတွက်ကိုကိုခံအားကောင်းအောင်လုပ်ထားမှာပေါ့နော်အဲ့ဒါမျိုးတွေက ဘာတွေလုပ်မလဲဆိုတော့ကျွန်တော်အာဟာရပြည့်ဝအောင်စားရမယ်တနေ့ကိုရေ1လီတာအနည်းဆုံးတောက်မယ်ရေများများတောက်မယ်ပြီးတော့ကြာဒီဗိုက်တာမင်စီမင်နရယ်စီပေါ့နော်တတုတ္တတွေရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟင်းသီးရွက်နဲ့အသီးနှံတွေများများစားမယ်ပြီးတော့ကြကောင်းစွာနားရဖို့အတွက်ကကျွန်တော်တို့ကအိတ်ချိန်မှန်မှန်နဲ့အေးဝဝအိတ်မယ်ပြီးပါလို့ရှိရင်ကျွန်တော်ကိုယ်လေးလှုပ်ရှားမှုကိုရုတ်တရက်ကြီး ထားလောက်တာမျိုးမဟုတ်ပဲနေနေ့စဉ်ပုံမှန်ပေါ့နော်မှန်မှန်လောက်သွားမယ်အဲ့ဒါအပြင်ကိုကျွန်တော်စိတ်ပီစီမှုတွေတရံတလောက်ရှင်းချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ်ခံအကောင့်ပဲပေါ့နော်အဲ့ဒါဆိုရင်ယောဂပိုးတွေကိုကာကွယ်နိုင်တယ်ကျွန်တော်နံပါတ်3ချက်တင်နေရတော့တချို့အဲကာကွယ်ဆေးတွေရှိတယ်ပေါ့နော်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေအတွက် ကာကွယ်ဆေးတွေရှိတယ်ဥပမာအပြင်ဆိုလို့ရှိရင်ကျွန်တော်တုတ်ကွေးကာကွယ်ဆေးမျိုးကိုဗစ်ကာကွယ်ဆေးမျိုးအဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းသူ့အချိန်နဲ့သူ့ပေါ့နော်အဲဆေးရမယ်ဆိုလို့ရှိရင်ထိုးထားတာတော့အကျိုးအများကြီးရှိပါတယ်ဗျာ thank you ျွန်တော်ဒီရှေ့မှာဆွေးနွေးသွားသလိုပေါ့နော်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေကတော့ကျွန်တော်အပေါ်ပိုင်းကစပြောရလို့ရှင် upper respiratory tract ပေါ့နော်ကျွန်တော်နှက်ခေါင်းတို့လဲချောင်းတို့အာခေါင်းတို့ပေါ့နော်အဲ့ဒါနဲ့ဆိုင်တဲ့လက္ခဏာတွေဆိုလို့ရှင်ကျွန်တော်ကဒီနှာစည်းနာမောနှာချေနှက်ခေါင်းပိတ်တာမျိုးတွေအာလဲချောင်းနာတာလဲချောင်းရပြီးခြောက်ခြောက်ဆိုတာစတာတွေကတော့ကျွန်တော်ဒီအပေါ်ပိုင်းနဲ့ပတ်သက်တဲ့လက္ခဏာတွေပေါ့နော်ပြီးပါလို့ရှင်ကျွန်တော်တို့က ီတက်ဆိုးသွားတာဖြစ်စေတကယ်လို့အောက်ဖက် lower risk retreat ကိုတိုက်ခိုက်တဲ့ပိုးတွေဝင်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ကခုနပြောသွားတဲ့ဟာတွေအပြင်ကိုပေါ့နော်ကျွန်တော်ချောင်းဆိုးတဲ့အခါမှာဆိုလို့ရှိရင်ဒီအသက်ရှူလမ်းကြောင်းအကြည့်ချွဲတွေထုတ်တာများလာတဲ့အတွက်ကြောင့်မလို့ချွဲတွေထွက်လာတယ်လေပြွန်တွေရောင်တဲ့အတွက်ကြောင့်မလို့တက်ရှူတဲ့အခါမှာဆိုရင်တက်ရှူရှူမိလာတယ်ပြောတော့ကျွန်တော်ချွဲနဲ့လေပြွန်ကျင်းတာနဲ့ရောသွားတဲ့အခါမှာဆိုလို့ရှိရင်အသက်ရှူရင်ဒီချွဲတန်တွေပေါ့နော်ကြားလေကြားဘူးကြားမှာတော့ဒီ group grey ဆိုတဲ့အတန်တွေထွက်လာတယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ကအသက်ရှူရတာခက်လာတယ်မောလာတယ် ဲ့လိုတွေဖြစ်လာနိုင်ပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့ဒီပိုးတွေဝင်လာတဲ့အခါမှာဆိုရင်ခန္ဓာကိုယ်ကတွေပြန်လည်တိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့အရောဂါလက္ခဏာတွေအနေနဲ့ကတော့ကိုယ်ပူချိန်တွေတက်လာတယ်လူကနှုံးလာတယ်ကိုယ်ရည်လက်တွေကိုက်တယ်ခေါင်းတွေကိုက်တယ်မလုံရှင်မချခြင်းဖြစ်တယ်ပေါ့နော်အဲ့ထက်ကမှတစ်ဆင့်ပိုပြီးဆိုးဝါးလာတဲ့လက္ခဏာတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအသက်ရှူလမ်းကြောင်းအောက်ပိုင်းကိုထိကိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဆုတ်ပါထိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့သွေးတွင်းအောက်ဆီဂျင်တွေကျလာတယ်အရန်မောကျက်လာတယ်သွေးထဲမှာဒီပိုးတွေပြန့်သွားတယ်ဆိုလို့ရှိရင်သွေးစိတ်တက်တာတွေတစ်ဆင့်အသက်အန္တရာယ်အထိရှိနိုင်ပါတယ်ဗျာ တက်ရှုလမ်းကြောင်းဆိုင်ရာယောဂတွေကတော့ကျွန်တော်ဒီခုနသောပိုင်းမှာဆွေးနွေးသွားတယ်လို့ပေါ့နော်ကျွန်တော်တို့ဒီတက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာတွေဖြစ်တယ်အဲဒီလက္ခဏာတွေဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဆရာဝန်နေအနေနဲ့ကယောဂရာဇဝင် မေးမြန်းတာနောက်ပြီးတော့ကျွန်တော်တို့ဒီစမ်းသက်စစ်ဆေးတာတွေနဲ့သိရှိနိုင်တယ်ပေါ့နော်အဲ့ဒါပြင်ပို့ပြီးသိကြအောင်လည်းယောဂရဲ့ပြင်ထန်မှုတွေသိရှိအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ရင်ဘတ်တမန်ရိုက်တာမျိုးတွေသွေးစစ်ဆေးတာမျိုးတွေလုပ်ပြုလုပ်ပြီးတော့ကျွန်တော်တို့ယောဂတွေကိုသိရှိနိုင်ပါတယ် များသောအားဖြင့်တော့ကျွန်တော်တို့ကဒီချောင်းဆိုးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအလွယ်ပေါ့နော်ကျွန်တော်တို့ cough suppressant ဆိုပြီးတော့ချောင်းဆိုးတာကိုပိတ်တဲ့ဆေးလေးတွေတောက်တတ်ကြတယ်ပေါ့နော်ဒီတစ်ခုခုပေါ့နော်ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ချောင်းမျိုးတွေ upper respiratory tract ကြောင့်ဖြစ်တဲ့ယောဂမျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော် cough suppressant အဆင်ပြေတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဒီအောက်ပိုင်းကိုရောက်လာတယ်ချွဲတွေပါထွက်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ကအာတောက်တုံးမှုလိုတာကတော့ကျွန်တော်ချွဲလေးတွေထွက်တဲ့အတွက်ကြောင့်ချွဲပျော်သွားအောင်လို့ချွဲပျော်စေလိုတယ်ပေါ့နော်အဲ့တော့ပျော်သွားတဲ့ချွဲတွေကကျွန်တော်ရှိနေပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ ီချောင်းဆိုးတယ်ဆိုတဲ့ဟာကကျွန်တော်တို့ဒီအသက်ရှူလမ်းကြောင်းထဲမှာရှိတဲ့ဒီ foreign body ပေါ့နော်ပြင်ပပစ္စည်းတွေဖြစ်ဖြစ်ကိုယ်စီရတွေဖြစ်ပြီးတော့ပိုတဲ့ပစ္စည်းတွေကိုဖြစ်ဖြစ်အသက်ရှူလမ်းကြောင်းထဲမှာမရှိပဲအပြင်ကိုထုတ်ပစ်ဖို့အတွက်ကျွန်တော်တို့ကချောင်းဆိုးရတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ကကူပြီးတော့ expectorant လို့ခေါ်တဲ့ဆေးမျိုးတွေပါထည့်ပြီးပေးလို့ရှိရင်ကျွန်တော်ချွဲတွေမြန်မြန်ထွက်သွားတယ်ပထမတော့ချွဲပြော်ပါတယ်ပေါ့နော်ပျော်ပြီးထွက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကယောဂလက္ခဏာတွေတက်တာနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ ဒီချွဲပြော်စီပါတယ် expectorant ပါတယ်၆ဆုပြောက်စီမျိုးရွေးချယ်ပြီးတောက်တော့ရမှာဖြစ်ပါတယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ကဒီ lower respiratory ရောက်လာပြီးအသက်ရှူလမ်းကြောင်း off bio ထိခိုက်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကလေပြွန်နေပါကြောင်းနိုင်တဲ့အတွက်ကြောင့်မလို့လေပြွန်ကျဲတဲ့ဆေးမျိုးလေးတွေလည်းတောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအာပို့ပြီးတော့တက်တာနိုင်တယ်ပေါ့နော်အဲ့ဒါအပြင်ကျွန်တော်တို့ကပိုးတွေလည်းဝင်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဖျားရမ်းကြည့်ရရက်ရှည်ဖျားနေပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဆရာဝန်ပြသပြီးတော့ကျွန်တော်ပိုးသက်စေတဲ့အနေနဲ့သေသေချာချာတောက်တော့ဖို့လိုအပ်ပါတယ် ချောင်းဆိုးတယ်ဆိုရင်ကျွန်တော်ကလည်းပြောသွားတော့ဗောနော်ကျွန်တော် corporate plan ဆိုတာကကျွန်တော်တို့ကဒီအသက်ရှူလမ်းကြောင်းထဲမှာရှိတယ်ဟိုမရှိရှိတဲ့အရာတွေများပို့လာတယ်ပေါ့နော်ကျွန်တော်ကြည်ချွဲတွေပို့လာတယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါကိုတက်ရှူလမ်းကြောင်းရှင်းတော့ရှင်းထုတ်တာဖြစ်ဖြစ်ကျွန်တော် foreign body ဆိုပြီးအပြင်ဝင်လာတဲ့ဟာတွေကိုရှင်းထုတ်တာဖြစ်ဖြစ်ချောင်းဆိုးတယ်ပေါ့နော်အဲ့တော့ကြတော့ပြောရလို့ရှိရင်ကျွန်တော်ဒီအားလုံးလည်းဖြစ်ပူကြမှာရေတီးတာတို့အစာတီးတာတို့အဲ့ဒါဆို foreign body တွေဝင်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းချောင်းဆိုးတယ်အဲ ECE ရိုင်လို့ခေါ်တဲ့သွေးကြစိတမျိုးတောက်လို့ရှိရင်လည်းကျွန်တော်က ခြောက်ဆိုးတတ်တယ်အဲ့ဒါပြင်ဒီတက်ရှုလမ်းကြောင်းနဲ့ယောဂာနဲ့မဆိုင်တဲ့ကျွန်တော်ဂျီယာတီဆိုတဲ့စချင်းပြန်တဲ့ယောဂာမှလည်းခြောက်ဆိုးတယ်ပေါ့အဲ့တော့ကြောင့်ကျွန်တော်တို့ကခြောက်ဆိုးရင်ဘယ်လိုဗာစေးတောက်မလဲဆိုပြီးတော့စေးတစ်မျိုးတည်းတောက်သုံးထားတဲ့ဆာလို့ရှင်ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းကိုတည်တည်ချာချာရှာတဲ့နေပေါ့နော်အခုပြောရလို့ရှင်ကျွန်တော်တို့ကအနည်းဆုံးတော့ကျွန်တော်ခြောက်ဆိုးတဲ့နေရာမှာဆိုရင် dry cough ဆိုပြီးတော့တလိပ်မပါတဲ့ခြောက်ခြောက်ဆိုးတာနဲ့ကျွန်တော်ဒီ productive cough ဆိုပြီးတော့ဒီချွဲတန်ကြီးနဲ့ခြောက်ဆိုးတာနဲ့ကိုကျွန်တော်တည်တည်ချာချာခွဲပြီးတော့ အဲ့တလောက်ကတော့တတ်မှန်လူတွေနေလည်းတိနိုင်နေပေါ့နော်အဲ့လိုခွဲတိပြီးတော့ကြတော့ကျွန်တော်ဒီ6ဆိုးချွဲချက်ပြီးတော့တလိထွက်တဲ့ဟာမျိုးမှဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ cough sub present လို့ဟာမျိုးတောက်တာမဟုတ်ပဲねကျွန်တော်တို့ဒီခုနပြောကျွန်တော်ဆွေးနွေးသွားတဲ့ expectorant ပေါ့နော်ဒီချွဲကိုအပြင်ကိုထွက်အောင်လုပ်တဲ့ဆေးမျိုးနောက်ချွဲပြော့စေပါတဲ့ဆေးမျိုးအဲ့လိုဟာမျိုးတွေကိုရွေးချယ်တောက်သုံးတင်တာလေးဆိုတဲ့အကြောင်းပြောကြရင်ねကျွန်တော်ညီကုန်းချောပါတယ်